ပြည်သူများအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ကျမတို့ရဲ့ Sky Net Update Channel ကနေအပတ်စဉ်ထုတ်လွှင့်ပေးနေကြဖြစ်တဲ့မင်္ဂလာတရားမင်္ဂလာစကား online ဓမ္မအမေးဖြေများအစီအစဉ်မှာရှေတကုံစီတီတော်ညကယ်9ရက်ဝင်ဓမ္မတာကိစ္စအဖွဲ့ချုပ်အတွင်မှဖြစ်သူဆရာဦးစန်းလင်းစေမြောင်းကိုမင်းမြန်တင်ဆက်ပေးတော့မှာပဲဖြစ်ပါရဲ့ရှင်။ တော့အကောင့်ပိုင်ရှင်ကျော်သိန်းစွေကနေပြီးတော့မြင်းမြန်းထားရပဲဖြစ်ပါတယ်။သူမေးထားတာကတော့ငါးပါးတီလာမှာအဖေတိတ်ခါပုတ်ကိုအပြစ်အကြီးဆုံးဖြစ်ပါတယ်။မုဒါလာ၊သူရာလာ၊ကွဲပြားစွာတိလိုပါသေးဆရာ။ဆရာတော်ကြီးများဟောကြားတော်လဲတမျိုးတစ်ပါးကွဲပြားသည်များလည်းရှိပါ၍အာဘော်မမီတွေလားတရားတော်ကပဲမရှင်းရလားကျွန်တော်တို့နင်းနေကြရပါသည်။ဓမ္မတာကိစ္စာဉဏ်ပရိပန်ကိုဆရာထံမှနာကြားလိုပါသေးဆရာ။လေးစားလျက်ပါဆိုပြီးတော့ရေးသားထားတာပဲဖြစ်ပါရဲ့ရှင်။ တရားတော်ကတော့ရှင်းတာပေါ့နော်ရှင်းရှင်းလေးပါဒါပေမဲ့ဟောကြားသူပုဂ္ဂိုလ်နဲ့နာကြားသူပုဂ္ဂိုလ်မှာအဘော်မမိရင်တော့မသိဘူးပေါ့အဘော်ဆိုတာဟောသူပြောသူရေးသူမေးသူအလုံးရဲ့နှလုံးသွင်းဆိုလို့ရင်းကိုအဘော်လို့ခေါ်တယ်အဲ့ဒါမိဖို့တော့လိုတာပေါ့နှုံးနှစ်ဖက်တောင်းရှိတာပေါ့တရားတော်မှာရှင်းနေဆိုတာကငါဘတ်တိရမှာအပြည့်အကြီးဆုံးပဲရလဲလို့ဆိုတာကျွန်တော်ဒါရေပုံရအစလေးကျွန်တော်ပြောပြမယ်သူရမေရာယကိုအပြည့်ကြီးချောင်းပြောတာကိုခௌတကပါထအထာကရာမှာဖော်ပြတယ်ခௌတကပါထအထာကရာဒါတရားဟောတဲ့ပုဂ္ဂိုလ်တွေအထဲကိုပြောဖို့လိုတယ် နောက်တစ်ခါမုဒ္ဒဝါဒအပြစ်ကြီးချောင်းကိုတော့ဣတိဝုဒ္ဓကပါဠိတော်မှာဖော်ပြထားတယ်ဒါဆောဆုံးကျွန်တော်ကြိုတင်လေးပြောပြထားတာပေါ့နော်ဒါဖြင့်ကျွန်တော်ဆက်ကြည့်ကြသူရမေရယာအဖြစ်ကြီးချောင်းကိုဘယ်လိုပြောသလဲလို့ဆိုတော့သူရမေရယာကျူးလွန်နေတဲ့ပုဂ္ဂိုလ်ပေါ့အဲဒီသိခါဘုကျူးလွန်နေတဲ့ပုဂ္ဂိုလ်ကသေသောအပေကြရည်ငရဒိဋ္ဌံပြစ်ကြအပေကြတော့ကြပြီးတော့အကုသိုလ်ကုန်ပြီးတော့ပြန်လွတ်လာတယ်ပေါ့ပြန်တက်လာတယ်ကောင်းမှုကုသိုလ်ကံရှင်နဲ့ပြန်တက်လာတယ်ပေါ့ပြန်တက်လာရင်သူကလူဖြစ်မယ်ပေါ့အပေကနေတက်တော့လူဖြစ်မယ်ဆိုရင်လူဖြစ်ရင်လူယူ နတ်ဖြစ်နတ်ယူအဲအဲ့လိုအယူတွေဖြစ်တယ်အဲ့ဒါသူရဲ့ပဝတ္တိအကျိုးဟိုကပရိဇန်နေအကျိုးအပေကိုကြားတယ်ပရိဇန်နေအကျိုးအကုသလဝိဘက်ဂုံလို့တက်လာလို့ရှိရင်လူဖြစ်လူယူနတ်ဖြစ်နတ်ယူဒါဟိုကပြောတယ်ပါဠိနဲ့ပြောမယ်ဆိုရင်တော့သုရပါဏခေါဘိက္ခုအာသေဝိဇန်နိတိဝိဇန်နိယတသံဝတ္တဏိကံပိတိဝိဒိယသံဝတ္တဏိကံတိရိသန္နရောဂိသံယောသံဝတ္တဏိကံဖြစ်တယ်ဗောဗျာအပေအဲ့ဒီကနေဖြစ်ပြီးတော့မှပြန်တက်လာရင်သူရဲ့အပေါ်ဆုံးအဖြစ် ယောသသဗ္ဗလဟုကောသုရပါဏတဝိပါကောသောဥမ္မတကတံဝန္တဏီကောယူတယ်အယူစိတ်ဖို့ပြန်အဲ့တော့သူ့ကိုပြန်ပြီးတော့ကောက်မယ်လို့ဆိုရင်ဆိုပါစို့ဗျာသူနဲ့ရှင်နဲ့၅ပါးတည်းလာမှအကျန်နဲ့၄ပါးရှိပါဏတိပါဒကျွလွန်တဲ့လူကသိရင်ပယ်ကြရင်အကုသိုလ်ကုံလို့ပြန်တတ်ရင်ယောဂများတယ်အသက်တူတယ်ဆမ်းသိမ်းပေါ့နော်ဒါအဋ္ဌိဏဒါနခိုးတယ်အပယ်ကြရင်ပြန်တတ်ရင်သူဥစ္စာပစ္စည်းမွဲတယ်ရှားပါးတယ်စရှိတည်ပြင်းပေါ့နော်အခိုးခံရတယ်ပေါ့ကာမေသူမိစ္ဆာစာတာအပယ်ကြရင် ပြန်တက်လာရင်ပါလူမုံများတယ်နော်အဆွဆွဲခံအဆရှိစီပြီမုဒဝါဒအပယ်ကြတယ်ပြန်တက်လာရင်အပေါ်ဆုံးဖြစ်ကစကားမပြီးသွားမညီဘူးလူတွေမယုံကြည်ဘူးပေါ့နော်ဆုံးပါညာပေါ့ဒါပေမဲ့အဲ့ဒီလေးပါတုံးကကျန်တော့ကျင်းတော့လေးပါတုံးကသူရမေတ္တာရသိခါဖို့ကျူးလွန်သူလို့စိတ်ဖောက်ပြန်ပြီးယူတော့သွားတာတရားမှမရှိမရှိတဲ့ခါကျတော့သူတို့အသက်တိုတဲ့အနာရှိတဲ့စားကြည့်ဖြစ်မော်နော်နေရတဲ့အချိန်မှာဆင်းရဲနေရတဲ့အချိန်မှာဒါနသီလဘာဝနာကိုပြုလုပ်နိုင်သေးတယ် တရားတွေကိုနာကြားနိုင်သေးတယ်ပေါ့။ကောင်းမှုကုသိုလ်တွေပြုလုပ်နိုင်သေးတယ်။ဟိုလူကတက်လာရင်ယူပြီလို့ဆိုတော့ဒါနသီလဘာဝနာဘာမှမလုပ်နိုင်တော့ဘူး။ဒါကြောင့်အပြစ်ကြီးတယ်လို့ခေါတ္တကပါထထာဂရာကဖွင့်ပြတယ်။ဒါမှတ်ထားပေးဖို့ပဲเนาะဟုတ်ပါပြီ။ကောင်းပြီဒါပြင်နောက်တစ်မျိုးကြည့်မယ်။သူရမေရာရအပြစ်အဲမူရဝါဒအပြစ်ကြီးပုံကိုဣတိဝရကပါဠိတော်မှာဟောတာ။မြတ်စွာဘုရားရှင်ကဘာဘာဟောလဲလို့ဆိုတော့မှန်စွာပြောကြဝစီသစ္စာစကားကိုတဲ့။ဖောက်ပြန်မာရင်ပြီးတော့ကျူးလွန်တဲ့တတ္တဝါအတွက် အခြားတစ်ပါးသောမကောင်းမှုအကုသိုလ်တစ်ချက်ကိုမပြုမပြုနိုင်တော့လို့ငါဖျားဟောကြားတော်မှာမဟုတ်တပါးသောအရာကဘာလဲလို့ဆိုတော့ခုနကပြောတဲ့ဟိုကပေါ့ဟိုမုဇ္ဇဝါဒလည်းလည်းပြောကြတဲ့အကုသိုလ်တရားပဲပြောညီမလို့ဒါကိုချောချောမမေ့ပြန်မယ်ဆိုရင်တော့မုဇ္ဇဝါဒကျူးလွန်တဲ့ပုဂ္ဂိုလ်တူကကျန်တဲ့အရာဝတ္ထုတွေပေါ့ဗာဏတိအဋ္ဌိဏကံပြောမပြုရတဲ့အရာတစ်ခုမှမရှိတော့ဘူး သူကလုတ်ပြီးမလုတ်ဘူးလို့ပြောရဲလဲဆိုလို့ဆိုတော့လိန်လေတဲ့ပုံကိုဆိုတော့အပြစ်ကြီးတယ်ပေါ့နော်အဲဒါကြောင့်သူအပြစ်ကြီးဆုံးဟာလို့ပြောတယ်မြတ်စွာဘုရားရှင်ဒါကိုတခါထပ်ဆက်ပြီးသိရမှာအခုမိစ္ဆာဒိဋ္ဌိကြီးရှိတယ်ဒိဋ္ဌိကြီးပေါ့အဲ့ဒီမိစ္ဆာဒိဋ္ဌိကြီးကသူတို့ရဲ့အယူဝါဒကိုဖော်ပြတဲ့အခါမှာစီယုံတဲ့အခါမှာမဟုတ်မမှန်တဲ့ဇကားပေါ့နော်မှားယွင်းတဲ့ဇကားပေါ့ဒီဘက်ကတစ္ဆဝါစာဆိုတဲ့ဇကားကိုဖောက်ပြန်ပြီးတော့မဟုတ်မမှန်ချွတ်ယွင်းတဲ့မှားယွင်းတဲ့ဇကားတွေနဲ့လိန်လေပြီးပြောကြတယ်ဟိုဒီမှတ်ယုံအောင်ပေါ့နော် အဲ့လိုဝါဒတည်ထောင်ရတယ်။နောက်ပြီးတော့အနန္တရိယကံကြီး၅ပါးရှိတယ်။အပြစ်အကြီးဆုံးကံကြီးလေနော်အမေသာအဖေသာရဟန္တာသာအစရှိတဲ့၅ခု။အဲ့ဒီမှာအကြီးဆုံးအပြစ်ကတန်ခဗေဒကကံ။တန်ခါကိုသိမ်းခွဲတာ။အဲ့ဒါကိုဒေဝရတ်ကလုပ်ခဲ့တယ်။ဒေဝရတ်ဒီတန်ခါကိုသိမ်းခွဲဖို့တဲ့သူစီယုံတဲ့ခါမှာဘာနဲ့စီယုံလဲဆိုမူဇာဝါဒနဲ့စီယုံရတယ်။ဘုံဝေမန်စကားနဲ့စီယုံရတယ်။အဲ့တော့အပြစ်အကြီးဆုံးဖြစ်တဲ့တန်ခဗေဒကကံကိုစီယုံတဲ့ခါမှာမူဇာဝါဒအပြစ်အကြီးဆုံးဖြစ်တဲ့နိရတမိစ္ဆာဒိဋ္ဌိဖြစ်တဲ့ဝါဒကိုထီထောင်ထူထောင်တာမူဇာဝါဒ။ ဒါလည်းသူအရန်အပြစ်ကြီးတယ်နောက်တစ်ခါကျွန်တော်ဟိုပြောဖို့ပါတယ်ဘုရားလုံးတွေကပါရမီဖြည့်တဲ့ခါမှာအခြားခြားသောပုထုဇဉ်ဘဝမလို့လေအခြားခြားသောဒုစရိုက်ကြီးပဏာတိပါဒကိုပြုရင်ပြုမယ်မုဒ္ဒဝါဒနဲ့ပတ်သက်လာရင်ရည်စင်ခြင်းနဲ့ကဘာတသိမ့်မှာတစ်ချိန်မှမကျွလုံခဲ့ဘူးဒါဖျားဖြစ်ရေးအတွက်အဓိကအရေးကြီးပဲ။နော်တစ္ဆောဝါစာကိုပဲပြောတယ်ဘာမှမပြောတော့မပြောဘူး။အဲ့တော့ပြန်ကြည့်မယ်ဆိုရင်နှစ်ချုပ်မယ် conclusion ဆွဲမယ်ဆိုရင် မုဇာဝါဒကိုကျွလွန်တဲ့ပုဂ္ဂိုလ်ဟာအပြစ်ကြီးဆုံးဖြစ်တဲ့ တန်ခါပိရိကခံကို၎င်းမိစ္ဆာဒိဋ္ဌိကို၎င်းထူထောင်ရင်းမှာအရေးပါတယ်လို့အဲ့ဒါကိုရှောင်ကျင်တဲ့မုဇ္ဇဝါဒကိုရှောင်ကျင်တဲ့ကုသိုလ်ကဖျားဖြစ်ရေးအတွက်ကိုအရာရောက်တယ်။အဲ့တော့သူ့အခန်းကဏ္ဍကသိပြီးတော့ကြည့်ကြတယ်။အဲ့နှစ်ခုကိုကျွန်တော်နိုင်ရှင်ပြောပြပြီးပြီ။အဲ့ဒီအချိန်မှာတစ်ခုကိုရွေးမယ်ဆိုရင်ဘယ်ဟာကအပြစ်ကြီးဆုံးလဲလို့ပြောရင်ပါဠိဓမ္မစာပေမှာစီကန်းရှိတယ်။ပါဠိတော်နဲ့အထာဂံနဲ့ရှုံပြီးဟေးဆိုရင်ထာဂံကနောက်ဆုတ်ပြရတယ်။ပါဠိတော်က first ပဲ။ ပါဠိတော်လို့ပြောရင်ဘုရားဟောပဲအထာဂရဆိုတာခုနရှင်မဘုဒ္ဓဂောဇာတို့အထာဂရဟောပြနော်အဲ့တော့အထာဂရနဲ့ဒီဃာနဲ့ဆုံပြီလို့ဆိုရင်ဒီဃာကနောက်ဆုတ်ပေးရဒါဂရကိုဦးစားပေးရဒါဆိုရင်အဖြစ်ထွက်ပြီနော်ဘယ်ဟာအရေးကြီးလဲဆိုတော့အဲ့တော့ကျွန်တော်အနေနဲ့ခုလိုပြောကြခြင်းကဒေသနာယုတ်တိကိုပြောတာပါဠိတော်အထာဂရဒီဃာကိုပြောတာတဘာဝယုတ်တိနဲ့ပြောရင်တော့သူကနိဏခြင်းနဲ့တတ်တာခြင်းနှစ်ခုရှိတယ်နိဏခြင်းနဲ့အကြည့်ပဲလို့ဆိုရင် မုဇဝါဒနဲ့သုဒ္ဓမေရာယကျူးလွန်တဲ့ပုံကိုယ်တွေကတနည်းအားဖြင့်ပြောရင်ဆင်ရဲ့ဘယ်ခြေရောက်နဲ့ညာခြေရောက်ပဲနော်ဆင်ကိုဘယ်ခြေရောက်နဲ့နင်းခံမလားညာခြေရောက်နဲ့နင်းခံမလားဆိုရင်တော့တစ်ချက်မှမသက်တာဘူးအဲနင်းနာတဲ့ဘက်မှာအဓိကဆင်နင်းမခံရဘူးအဓိကပဲဒါနင်းနာခြင်းကိစ္စနော်တာရကယုတ်တိသတ္တခြင်းကိုပြောမယ်လို့ဆိုရင်တော့ပုထုဇဉ်ဆိုတာကဉာဏ်အမြင်ကန်းနေတဲ့လူတွေပုထုကိလေသာဇနေတည်ပုထုဇဏာဆိုတာကိလေသာအပြည့်ရှိတယ်အဲ့တော့ပုထုဇဉ်ဉာဏ်မြင်ကန်းသူတို့မှာရောရမ်းကဘာမတင်လား ဇက်သတင်ပုံမြင်ထောင်းနေတဲ့နတ်ဝင်ကိုဘုံမြောက်စီနေတဲ့အယူတွေပဲအုံမတကအဲ့တော့မျက်စိနှစ်ဖက်ကန်းနေတဲ့ပုံကိုတူးကိုဆွဲခေါ်တဲ့အခါမှာဘယ်လက်ကောညာလက်ကောနှစ်ဖက်စုံကင်ပြီးမာကရုဏာနဲ့တော့ဆွဲခေါ်တာပဲတရားအဲ့ဒါကြောင့်ဒီဘက်ကသုရမေရယကိုလည်းပြတယ်အပြစ်ကြီးကြောင့်ဒီဘက်ကအမှုဇာဝါဒကိုလည်းပြတယ်နှစ်ဖက်စုံပြပြီးတော့သက်တာရသက်တာကြောင့်ဆွဲခေါ်တာပဲအဲ့ဒါကိုမှမကျင်တဲ့လို့တခုတည်းပဲထပ်ပြောပါစေခုနကကျွန်တော်ပြောခဲ့ပြီးပြီပါဠိတော်နဲ့ထာဂာနဲ့တွေ့ရင်ထာဂာနောက်ဆုတ်ပေးရတယ် သုရမေရယအပြစ်ကြီးကြောင်းပြောတာဒီခုဒကပါဌထာကရာထာကရာနောက်ဆုတ်ပေးလိုက်တော့မုဒ္ဒဝါဒကိုဖះရှင်ကိုယ်တိုင်ကဟောတဲ့အတွက်ဣတိဝုဒကပါဠိတော်ဟာရှေ့ရောက်သွားတယ်။နော်ဒါကြောင့်ပြောရင်နော်အပြစ်ကြီးဆုံးကိုတခုတည်းအရှိတ်ကန်ကြပါဆိုရင် မုဒ္ဒဝါဒပဲနော်။ခုနကပြောသလိုမျိုးအားလုံးအရှင်းပြအောင်တွေးမယ်လို့ဆိုရင်နော်နှစ်ခုစလုံးကမှတ်သားအပ်တဲ့ရှောင်ရှားအပ်တဲ့အရာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဆရာ။ပြောပါရှင်။ ဟုတ်ကဲ့ပါအခုဆိုရင်တော့ဒါ online ကနေပြဆင်မေးမြန်းထားကြရတဲ့သူတွေနဲ့ဒါဆရာဦးစန်းင်းစင်မြောင်းဖြေကြားပေးသွားတဲ့အဖြေကိုနားထောင်ပြီးတော့ဂျင်းနဲ့နှစ်သက်ကြနိုင်မယ်လို့မျှော်လင့်မိပါတယ်ရှင်အခုလိုမျိုးပြပြစုံစုံဖြေကြားပေးသွားတဲ့ဆရာကိုလည်းကျွန်တော်တို့အဖွဲ့သားရဲ့အကောင်တော့ကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျွန်တော်လည်းသူကျေးဇူးတင်ပါတယ်